မန်စီးတီးတိုက်စစ်ကစားသမားဖိုဒန်ဟာချန်ပီယံလိပွဲစဉ်၄ရက်အကောင်းဆုံးကစားသမားဆုရရှိခဲ့တယ်လို့သိရပါတယ်။ဖိုဒန်ဟာဒေါမွန်အသင်းနဲ့ရှင်ပြိုင်ခဲ့တဲ့ချန်ပီယံလိပွဲစဉ်၄မှာ၂ဂိုးသွင်းယူပြီးခြေစွမ်းပြခဲ့တာကြောင့်အခုလိုရွေးချယ်ခံခဲ့ရတာပါ။ဒီဆုအတွက်စကားတင်လေးဦးစီးရင်မှာဖိုဒန်နဲ့အတူဂါလာတာဆာရီတိုက်စစ်မှုအိုစင်မန်ကလပ်ဘရူဂေတောင်မန်ကစားသမားကာလို့စ်ဖော့ဖ်နဲ့အာဆင်နယ်တိုက်စစ်ကစားသမားမရီနိုတို့ပါဝင်ခဲ့ပြီးဟက်ထရစ်သွင်းယူခဲ့တဲ့အိုစင်မန်ကိုကြောဖြတ်ပြီးဖိုဒန်ကရွေးချယ်ခံခဲ့ရတဲ့အတွက် ကာလာဒါစာရေးပရိသတ်တချို့ကတော့မေခွန်းထုတ်ခဲ့ကြပါတယ်။ UEFA ကချန်ပီယံလိပွဲစဉ်၄ရဲ့အကောင်းဆုံးအသင်းကိုလည်းရွေးချယ်ထုတ်ပြန်ခဲ့ပြီးအဲ့ဒီအသင်းမှာတော့အခုစကားတင်စင်းမှာပေါဝင်ခဲ့တဲ့ကစားသမား၄ဦးစလုံးရွေးချယ်ခံခဲ့ရပါတယ်။ဒီအသင်းချန်ပီယံလိပွဲစဉ်အလိုက်အကောင်းဆုံးဆုတွေကိုပွဲစဉ်တမှာဘာစီလိုနာတိုက်စစ်ကစားသမား Rashford ပွဲစဉ်နှစ်မှာ Real တိုက်စစ်မှုပါပြီးပွဲစဉ်သုံးမှာဘာစီလိုနာတောင်ပိုင်းကစားသမား Fermin Lopez တို့ရရှိခဲ့ကြောင်းလည်းသိရပါတယ်။